ဒီနေ့မှာကောင်းလေးတယောက်ဟာဓာချိုးလေးနှစ်ဆကင်ပြီးအဖိုးဖြစ်သူပန်းမဲဆရာထံရောက်ခဲ့တယ်။အဖိုးရဲ့အဖိုးဖိုးရဲ့ဟေးဘာလဲကွာမင်းမလဲအလန့်ကြားနဲ့ဘာကိစ္စရှိလို့လဲကွာထို့အချိန်မှာကောင်းလေးဟာမျက်ရည်ဆလေးဝဲပြီးတခုခုကိုကြောက်ရွံ့သောအနေထားဖြင့်ဟိုလေး ဖိုးမနေ့ကသားကြောက်တုံးကို ခုတ်ကစားနေရင်ဓာမကြီးကကျိုးသွားလို့ပါဖိုးအဖေပြောတယ်ဓာတက်မရရင်အိမ်မပြန်လာနဲ့တဲ့သားကိုကဲပါဦးဖိုးရဲ့ဓာမမရရင်တတ်အိမ်ပြန်မရဲလို့ပါမင်းကလည်းကွာတက်တက်ဆန်းဆန်းကြောက်တုံးကိုမှဓာနဲ့ခုတ်ရတယ်လို့ကွာဟာအဖိုးကလည်းသားပထမအစမ်းခုတ်ကြည့်ပြီးပါပြီဗျဓာကမှဘာမှမဖြစ်တာ သားကဒီသားကိုယုံကြည်လို့ကြောက်တုံးကိုအပြက်ခုတ်ဖို့ဆုံးဖြတ်လိုက်မိတာပါဟေး င်းကလည်းကွာမင်းသားကဘလောက်ကောင်းနေလို့လဲဟာဘလောက်ထိကောင်းနေဓာဖြစ်နေပါစေမာကြောတဲ့အရာတခုကိုခုတ်ပါများတော့သူပဲခံနိုင်မမလဲကွဲ့ဒီမှာငါမြင်မှတ်တာလောကကြီးဟာလည်းအဲ့ဒီဓာတလက်လိုပါပဲကို့မှာပစ္စည်းဥစ္စာပညာအာဏာရှိတိုင်းသူတစ်ပါးကိုဘာပဲလုပ်လို့လုံးလို့ရတယ်ထင်ပြီးအယမ်းမလုံနဲ့သူတစ်ပါးအကြောင်းမသိခင်မှာတစ်ခါနှစ်ခါအตายရခြင်းရပါလိမ့်မယ် ခါများလို့အကြောင်းတည်လာရင်ပေါင်းမိပေါင်းရာနဲ့ပေါင်းပြီးမင်းဘဝကိုပြာကျသွားအောင်သူတို့တွေလှုပ်ဆောင်နိုင်နေဆိုတာငါမြည်တတိထားပါဟုတ်ကဲ့အဖိုးတောင်းမှတ်ထားပါမယ်အေးกว่าကောင်းပါပြီကဲလာကိုရဲသွားရအောင်ငါမှလည်းတယောက်ထဲမှုတန်ပြီးဖို့ဖို့မင်းငွေပြီးမင်းဖို့ဆွဲပေးရလိမ့်မယ်ဟာအဖိုးကလည်းသားကမင်းပူမှမခံနိုင်တာမင်းမဖို့ပဲဒီတိုင်းထုလို့မရဘူးလားအဖိုး ဒီကလေးနဲ့တော့ခတ်တော့တာပဲအပူမပေးပဲဒီတိုင်းထူရင်မင်းယူလာတဲ့ဓာတ်နှစ်ဆကငါးစီရောက်မှအစတရာလောက်ဖြစ်သွားမှာပေါ့ကွာမှတ်ထားပါမီးလေးငါမီးကိုအဖိုးပြောစရာတစ်ခုကြံသေးတယ်အပူဒဏ်မပေးပဲဓာတ်တလက်ကိုလိုရာပုံသွင်း၍မရတတ်သလိုဘာပူပင်တစ်ခုမှမရှိတဲ့ဘဝတစ်ခုကိုလည်းလိုရာပုံသွင်းဖို့ခက်လာပါတယ် ဒါကြောင့်မိဘနာနေမိဘစီမှာစားနေကြတဲ့ငါမျိုးတို့လိုအရွယ်ကအပူမပေးထားတဲ့ဓာတ်နဲ့တူတယ်။အခုလိုမင်းဖေကမင်းကိုအပူတက်ပေးတာမင်းကိုပုံသွင်းလိုက်တာနဲ့တူတူပါပဲမြေးလေးရဲ့။လောကမှာပူပင်ဒုက္ခတွေများလာလေလေကိုဘဝအတွက်အငြင်းကျယ်လေလေပါ။အဲ့ဒီလိုအငြင်းကျယ်လေလေကိုဘဝအတွက်ကိုလိုရပုံသွင်းလို့ရလေလေပါပဲမြေးလေးမိမိဘဝမိမိဒုက္ခနဲ့မိမိရေမဆိုင်ခင်အချိန်ဟာ။ ဓာကောင်းတလက်ရရှိဖို့ရိုင်းနှက်ထူထောင်ပုံသွင်းနေကြတဲ့အဖိုးတို့လိုပန်းမဲဆရာတွေရှိမှဖြစ်နိုင်တယ်လို့ငါမီးတို့လိုအရွယ်တွေအတွက်တားကောင်းရတနာတယောက်ဖြစ်ဖို့အတွက်ခင်းဟောက်ချင်းချောက်တက်တဲ့မိဘဆရာသမားကောင်းတွေရှိမှဖြစ်မယ်ငါမီးရဲ့တားနားလေပါပြီအဖိုး